တစ်ဖက်မှာတော့ကျွန်တော်တို့နထိုးကြီးတောင်သာမြင်းကြံဧရိယာပေါ့အဲ့တော့အလုံးမြန်မာပါ sharing မြန်မာဆန္ဒကျဆိုင်အဲ့ဒီမြင်းကြံပါဆိုရင်လည်းပဲမြင်းကြံကနိုင်ငံတော်အတွက်အရန်ကိုအရေးပါတဲ့နေရာဖြစ်တယ်တစ်ဖက်မှာကျွန်တော်တမ်လီဆက်ုံတွေတရှိတယ်အရေးပါတဲ့နိုင်ငံတော်ရဲ့ဆက်ုံတွေတရှိတယ်ဒီနေရာတွေကထိလို့မရတိုးလို့မရတဲ့နေရာတွေပါတိုးစောလည်းပဲအကြမ်းဖက်သမားတွေကလှုပ်ရှားနေကြတော့ရှိပါတယ်လမ်းကြောင်းနေရာတော့ကျွန်တော်တို့နထိုးကြီး နထိုးကြီးမြင်းကြံတောင်သားမလိုင်းလမ်းမိုင်းတွေကတော့ကျွန်တော်တို့ပိတ်ဆို့ထားခံရဆဲဖြတ်တောက်ထားခံရဆဲဖြစ်ပါတယ်တစ်ဖက်မှာတော့ဒါသခိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစုံချက်အေရိယာတွေဖြစ်တဲ့ရေလေကျုံးဒေသတွေမှာတော့ဒါနေမြေရှင်းလင်းမှုတွေကဆက်ဆက်ပြီးတော့ဆက်လက်ဆောင်နေတဲ့အနေအထားဖြစ်ပါတယ်တစ်ဖက်မှာတော့ကျွန်တော်တောင်ခမ်းဧရိယာကိုတင်ပြရမယ်ဆိုတော့လက်ရှိတောင်ခမ်းဧရိယာမှာတက်မလို့ကနေမြေအားလုံးကိုတက်မလို့ကအပြေဝထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်အဲတော့များမကြမီကာလမှာကျွန်တော်တို့ဒါနောက်ချိုးမျိုးရဲ့အကျိုးစုပါကြီးကိုရောက်သွားမယ်အခြေအနေပါ လက်ရှိတော့အကြမ်းဖက်မီဒီယာတွေကလည်းသူတို့ကြွေးကြော်နေတာရှိပါတယ်သူတို့သူဆိုးနေတာတွေပါဗျာအဲ့ဒါကဒီတပ်ပေါ်မှာလက်ရှိသူတို့ပြောတဲ့စစ်ကောင်စီမှာအစင်းမြင့်တဲ့ drone တွေပိုင်ဆိုင်လာမှုတွေကြောင့်သူတို့နောင်ချိုမျိုးကိုအချိန်တစ်ခုမှာပြန်ပြီးတော့ဆုတ်ရတော့မယ့်အနေအထားတွေရှိနေပြီလို့သူတို့ဘက်ကဝန်ခံနေတဲ့အနေအထားတွေလည်းရှိပါတယ်ဒါကကျွန်တော်တို့တပ်မတော်ရဲ့ဒီတိုက်ပွဲအခြေအနေတွေနဲ့ဆက်စပ်တဲ့အခြေအနေကိုကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်ဒီသတင်းပြချိုးရမယ်ဆိုရင်တော့တပ်မတော်က ထိချိုက်မြို့ကိုကျွန်တော်တို့အလုံးစုံပြန်ပြီးတော့ထိချုပ်သွားနိုင်ပါပြီအင်းတော်မြို့ကိုလည်းအလုံးစုံပြန်ပြီးတော့ထိချုပ်သွားနိုင်ပါပြီအဲ့တော့အင်းတော်ကောလင်းဝင်းတို့အဲ့ဒီအဲ့ဒီရတကြောကကျွန်တော်ဆက်ဝိုင်းပုံရှိပါတယ်တကယ်ကိုကျွန်တော်တို့အရေးပါတဲ့ဆက်ဝိုင်းပုံလည်းဖြစ်ပါတယ်တက်မလို့ကအဲ့ဒီ area တွေအားလုံးကိုထိချုပ်နိုင်သွားပြီဖြစ်ပါတယ်နောက်ထပ်ဇင်းမို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့စစ်တွေနဲ့ကျောက်ဖြူမြို့နယ်မှာဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲခြေတွေကိုတင်ပြပေးမှာဖြစ်ပါတယ်မလာချောင်းနေ့ကရခိုင်ပြည်နယ်စစ်တွေမြို့အနီးဝါဘူတိုက်နယ်မှာရှိတဲ့ အကြပ်ပတ်သမားတွေရဲ့လက်နက်ခဲယမ်းဂိုးတောင်ယုံနဲ့ဒီ drone ကြမ်းမာကိုတက်မလို့ drone တစ်ဖက်ကရှင်းလင်းနိုင်ငံအခြေအနေပါအကြပ်ပတ်သမားတွေကအဲ့ဒီမှာဆိုသူကဒီလက်နက်ဂိုးတောင်ရဲ့အနီးမှာသူတို့ဒီမြေကြီးထဲမှာတူးထားတဲ့တူးပြီးတော့ဗျာဒီ drone ကြမ်းမာကိုသူတို့စိုက်ထားတယ် စိုက်ထားတယ်။စိုက်ထားတဲ့ကောင်မအဲ့ drone ကျမကိုတက်မလို့ကဒီတက်မလို့ drone တပွဲသွားပြီးတော့ဒီ drone နဲ့ကင်းတော့ပြီးရှာတွေ့သွားခဲ့တယ်။ရှာတွေ့သွားတဲ့အခါမှာပထမဆုံးဒီတက်မလို့ drone တပွဲကဒီဂျမ်းမာကိုကျွန်တော်တို့ဒီ drone နဲ့ဖျက်ဆီးလိုက်တယ်။ဖျက်ဆီးရဲ့အဲ့ရဲ့ဂျမ်းမာရဲ့အနီးမှာကျွန်တော်တို့အချမ်းဘတ်သမားရဲ့စကန်ရှိတယ်။အစကန်ကထပ်ပြီးတော့ဖျက်ဆီးတယ်။ဒီနှစ်ခုကိုဖျက်ဆီးတဲ့အခါမှာဒီ drone ဂျမ်းမာရဲ့ drone ဂျမ်းမာကိုတိုက်ခိုက်ခဲ့တဲ့အချိန်မှာကျွန်တော်တို့ပေါက်ကွဲသွားတဲ့ဘုံစားရောင်းအဲ့ဒီဂျမ်းမာရဲ့အနီးမှာတရှိတဲ့ကျွန်တော်တို့လက်နက်ခဲရံ900ယုံလေး တောက်လျှောက်တောက်လျှောက်ပေါက်ကွဲသွားတယ်။စက်တိုက်စက်တိုက်ပေါက်ကွဲသွားတယ်။ပေါက်ကွဲသွားတဲ့အခါမှာကျွန်တော်အချမ်းဘတ်သမားတွေလည်းအဲ့မှာတို့အမြောက်များသေးတယ်။အချမ်းဘတ်သမားတွေကဒီဆွတ်တွေမျိုးကို တိုက်ဖို့အတွက်စုဖွဲ့ထားတဲ့လက်နက်ခဲယံဂိုးတောင်တွေလည်းမိလောင်ပြစီသွားတယ်။အဲ့ဒီရွာကစစ်တွေမျိုးနဲ့ကျွန်တော်ဘလောက်မှမသွားဘူး။မသွားရဘူး။ရွာရဲနေတာကကျွန်တော်တို့ရေးလဲကျွန်းလို့ဖြစ်နေတာ။ရေးလဲကျွန်းလို့ဖြစ်နေတယ်။အဲ့တော့ကျွန်တော်တို့ဒီရေးလမ်းရတကယ်ကိုကျွန်တော်တို့အချက်ချာကြတယ်ပေါ့ဗျာ။ကုန်းလမ်းရထိစပ်မှုမရှိဘူး။ဆက်ဝိုင်းပုံ စောက်ဝိုင်းပုံစံတိုင်းရှိတဲ့ကျွန်တော်ကြီးွာဖြစ်တယ်အကြက်ဘက်သမားတွေကအဲ့ဒီရွာရဲ့ဒီကန်းဆက်ရဲ့အဆက်ပေါ့ဗျာကန်းဆက်ရဲ့အဆက်မှာသူတို့ကတကယ်စကန်ကိုအခိုင်အမာချတာလားဒရုန်းကြံပါတော့မှသူတို့ကအပေါ်မှာကျွန်တော်တို့ဒါတပ်ပင်နေတဲ့အုပ်ဆိုင်ထားတယ်အုပ်ဆိုင်ထားတယ်တကယ်ကိုကျွန်တော်တာမန်အဖြစ်မမြင်နိုင်အောင်သူပုံဖြတ်တာလေအဲ့တော့တက်မလို့ဒရုန်းတစ်ဖွဲ့ကရှာတွေ့တယ်ရှာတွေ့ပြီးတော့ဒရုန်းကြံပါဦးပထမဆုံးဖြတ်စီးတယ် ပြီးရနောက်မှာကျွန်တော်အကြမ်းဖက်သမားတွေစကန်ကိုရှင်းတယ်အဲ့ဒီကပောက်ကွဲမှုတွေကြောင့်ကျွန်တော်တို့ဇက်တိုက်ဇက်တိုက်ဆိုလို့အကြမ်းဖက်သမားတွေခရဲကုံတော်နေတောက်ချောက်တောက်ချောက်ပေါက်ကွဲသွားတာဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့တက်မလို့ရအောင်မြင်မှုပါနောက်ထပ်အခြေအနေတစ်ခုကကျွန်တော်တို့ဒီကြောက်ဖြူမျိုးနေပါကြောက်ဖြူမျိုးနေဒီစီမော်ရွာအနီးမှာရှိတဲ့ရေခတောင်ကုန်းအဲ့ဒီတောင်ကုန်းမှာရှိတဲ့စစ်သွေးကြော AS စကန်ကိုတက်မလို့ကတောက်ရောက်ပြီးရှင်းလင်းတယ်တောက်ရောက်ရှင်းလင်းတဲ့အခါမှာတက်မလို့ကဒါတက်မလို့ရဲ့ဒီ drone တပ်ဖွဲ့ရဲ့ဒါတိုက်ခတ်မှုတွေကလည်းများစွာကျွန်တော်တို့ရှေ့ကိုရောက်ရှိခဲ့ပါတယ် ဒရုန်းတစ်ဖက်ကလည်းတောက်လျှောက်ကျွန်တော်ဒရုန်းနဲ့ကဲထောက်တယ်တောက်လျှောက်ကိုဒရုန်းနဲ့ပုံကျဲတယ်မြေပြင်စစ်ကြောင်းတွေကလည်းကျွန်တော်တို့တောက်လျှောက်ပြီးတော့ဒါပတ်လဲဝမ်းပြီးတော့ရှင်းတဲ့ခါမှာအချမ်းဘက်သမားတွေအလောင်းကျွန်တော်တို့အလောင်း20ခန်းရရှိထားတယ်အပြင်လက်နက်ခဲယမ်းကလည်းဒီ20ကျော်လက်နက်ခဲယမ်းမျိုးစုံကြည်မျိုးစုံများစွာရရှိခဲ့တယ်အဲ့ဒီတိုက်ပွဲမှာဆိုရင်အဲတိုက်ပွဲမှာပါဝင်တိုက်ခတ်ခဲ့တဲ့တပ်မော်သားတွေကိုဒီနိုင်ငံတော်ကနေပြီးတော့ဒါချမ်းပရိုမိုရှင်းပေးပြီးတော့ကျွန်တော်ယာလူတွုံးမြင့်ပေးခဲ့တာရှိပါတယ်ဒါကတော့ကျွန်တော်တို့ ဒါကြောက်ဖြူနဲ့စစ်တွေမျိုးမှာဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲချင်းတွေပါဒီတိုက်ပွဲနှစ်ခုကိုဆက်ဆက်ပြီးတော့ရခိုင်မီဒီယာတွေကဒီအပိုင်းမှာကျွန်တော်တို့ရေးလာတာတွေ့ရပါတယ်အဲ့ဒါကအဲတက်မော်ကဟောဒီလိုဒီအစစ်မြေ drone တွေတုံးနိုင်တာအဲသူတို့ရဲ့ scan တွေကိုတိတိကျကျကဲထောက်ပြီးတော့တိုက်ခိုက်နိုင်တာတွေကကြောက်ဖြူမျိုးတွေကိုအဲကြောက်ဖြူကြောက်ဖြူမှာရှိတဲ့ဒီတရုတ်တရုတ်မြန်မာနှစ်နိုင်ငံရဲ့စီးပွားရေးစုံတွေကိုတရုတ်ကျေးစားတက်တယ် ရောက်လာပြီဆိုပြီးတော့သူတို့ဆွဆွဲပြီးတော့ရေးသားတာတွေ့ရပါတယ်အဲ့တော့ရောက်ချင်းမြောက်ချင်းဆိုတာကျွန်တော်သိချာမသိဘူးရောက်သလားမရောက်သလားသိချာမသိဘူးလက်ရှိတော့ကျွန်တော်တို့ဒါဒါနှစ်နိုင်ငံကျွန်တော်ဒီလုံခြုံရေးကုမ္ပဏီနဲ့ပတ်သက်ရင်တော့ဒါအစိုးရကတော့ဒါဥပဒေတွေထောက်ထားပြီးသားဖြစ်ပါတယ်ရောက်သလားမရောက်သလားဆိုတော့ကျွန်တော်မသိဘူးဘို့တော်လည်းပဲရောက်ချင်းမြောက်ချင်းကအဓိကမကြဘူးတပ်မတော်ရဲ့ဒီ drone တပ်ဖွဲ့တွေကတော့ဒီစစ်တွေနဲ့ ကြောက်ဖြူမျိုးအနည်းမှာရှိတဲ့အကြပတ်သမားတွေရဲ့စက္ကန်းတွေကိုတစ်ခုပြီးတစ်ခုဒါရှင်းလင်းနိုင်တာကတော့တော်တော်လေးကိုကျွန်တော်အားရဝမ်းသာဖို့ကောင်းတယ်အဲ့တော့ A ရဲ့အမားက A ရဲ့အမားကတကယ်ကိုကျွန်တော်တို့နိုင်ငံတကာရဲ့နိုင်ငံတကာယင်းနှီးမြှုပ်နှံမှုတွေရှိရတဲ့နေရာကိုသူတို့ဝန်တိုက်ဖို့လောက်လာတာကသူတို့ရဲ့အမားပါအဲ့ဒါသူတို့ရဲ့ပေလွှင့်ပါပဲ နေလွန်းပါပဲလက်ရှိကျွန်တော်ကြောက်ဖြူ area ထဲမှာရှိတဲ့အကြမ်းဖက်သမားတဲ့ scan တွေကိုတက်မလို့ကတောက်လျှောက်နေမြေရှင်းလင်းမှုတွေပြုလုပ်နေတယ်နေမြေရှင်းတဲ့လောက်ပဲလဲကျွန်တော်တို့အကြမ်းဖက်သမားတဲ့စကန်ကိုရရှိလာတယ်ဒီကြောက်ဖြူမြို့နယ်ထဲမှာတက်မလို့ရဲ့နေမြေရှင်းလင်းမှုတွေကစကန်နဲ့ရတာမဟုတ်ပါဘူးအကြမ်းဖက်သမားတွေအလောင်းတွေလည်းရတယ်လက်နက်တွေလည်းရပါတယ်အလောင်းလည်းရတယ်လက်နက်လည်းရပါတယ်စစ်တွေမှာဆိုရင်လည်းထုံနည်းတူပါပဲအလောင်းလည်းရတယ်လက်နက်လည်းရပါတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လက်ရှိရခိုင်ပြည်နယ်ကနေပြီးတော့ ြည်မာဘက်ကိုဝင်တဲ့လမ်းကြောင်းသုံးခုရှိပါတယ်တစ်ဖက်ကတော့ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့အီယာဝီတိုင်းတွေကိုဝင်တဲ့လမ်းကြောင်းတွေမှာလို့ဆိုတော့တိုက်ပွဲတွေကနေကြားဘက်မှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒီတောင်ကုန်းနဲ့အုံချစ်ပင်နေကြားဘော်ဗျတနည်းအားဖြင့်ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းရဲ့နေကြားဘက်မှာလည်းဒီတိုက်ပွဲတွေကဆက်ဖြစ်နေတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒါရခိုင်ပြည်နယ်အန်ကနေပြီးတော့အန်ကနေတက်မယ်ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းရဲ့ဂျားထဲမှာတော့ကျွန်တော်တိုက်ပွဲတွေကဆက်ဖြစ်နေတယ်။ဒါတော့ကျွန်တော်လက်ရှိရခိုင်ပြည်နယ်ရဲ့တိုက်ပွဲတွေဆက်ဖြစ်နေတဲ့နေရာပါ။အဲ့တော့ကျွန်တော်တို့ဒီစစ်တွေနဲ့ ကြောက်ဖြူတိုက်ပွဲတွေမှာဆိုရင်အကြအကြဖတ်သမားတွေကိုတပ်မတော်ကများစွာများစွာတုတ်တင်နိုင်ပါတယ်ဒါကရခိုင်ပြည်နယ်စစ်ရေးချင်းတွေပါအဲ့တော့ရခိုင်ပြည်နယ်စစ်တွေမျိုးမကြမချင်းမကြမချင်းကျွန်တော်တို့ဒါစစ်ရှုံးတယ်လို့ပြောလို့မရပါဘူးလက်ရှိတပ်မတော်ရဲ့ထိုးစစ်တွေကတော့ကျွန်တော်တို့အချိန်ကိုကောင်းလာတယ်လို့ကျွန်တော်တို့ပြောမှာဖြစ်ပါတယ်နောက်ထပ်သတင်းပို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ထိုင်းနိုင်ငံကနေပြီးတော့ကုန်တွေတင်လာတဲ့ကုန်တင်ရင်များစွာရှားနေချီတဲ့ကုန်တင်ရင်တွေကိုလက်ရှိလက်ရှိကျွန်တော်တို့ကင်ပြည်နယ်ဖန်မြို့ ဖန်မျိုးထဲမှာရှိတဲ့ဒီတိရိကွင်းကြီးထဲမှာကားတွေအားလုံးကျွန်တော်ထိုးထားလိုက်တယ်ထိုးထားပြီးတော့ဒီကုန်တင်ရင်တွေအားလုံးကနံပါတ်1တရားဝင်ကုန်တွေတွင်းလာတာလားနံပါတ်2နံပါတ်2ကျွန်တော်တို့ဒီကုန်အားဗျာဒီ350ကုန်အားတွင်းမှာကကုန်အားဒီထိုင်းနိုင်ငံကနေမြန်မာနိုင်ငံတို့ကိုတွင်းမှာက300ဘိုးဆိုရင်350ဘိုးအခွန်ဆောင်ပြီးတော့90ကအောက်ခွန်မဲ့လားဒါလေးစစ်ဆေးနေပါလေအဲ့တော့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့ကုန်သွယ်မှုမှာဆိုရင်စည်ရင်းအင်းတွေအရကျွန်တော်ကုန်သွယ်မှုလုံငွေကုန်သွယ်မှုပေါ့ဗျာကုန်သွယ်မှုအဟောက် ကုံသုံးမှုအဟားတွေကများစွာရှိတယ်။များစွာရှိတယ်။ဒါကကျွန်တော်ထိုင်းနိုင်ငံရဲ့ထိုင်းနိုင်ငံဘက်ကနေပြီးတော့မြန်မာနိုင်ငံကိုပို့တဲ့ပို့ကုန်ရဲ့တန်ဖိုးမှဆိုများစွာကျွန်တော်တို့များစွာရှိပြီးတော့ဒီမြန်မာနိုင်ငံရဲ့စင်းစရားတွေမှာဆိုတော့တော်တော်နည်းတယ်။ဒီကုံသုံးမှုရဲ့အဟားကတော်တော်ကြီးတယ်။အဲ့ဒီအရာကိုကျွန်တော်တို့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုက္ခရာကြီးကိုတိုင်ဒီချင်းကိုကျွန်တော်တို့ကင်တွယ်နေတယ်ကင်တွယ်တဲ့နီးတူကျွန်တော်ဘဏ်အမျိုးမှရှိတဲ့ဒီကုန်သွေး ကိုတော်နေတွေကနေပြီးတော့ကျွန်တော်တို့ဒီတရားဝင်လားတရားဝင်လားကိုတော်နေဝင်စစ်တာတွေမော်လမြိုင်မှာကျွန်တော်ဝင်စစ်တာတွေရှိရလို့သိရတယ်။လက်ရှိကတော့ဒီမလ9ရက်နဲ့မလ6ရက်နေ့မှာအဲဒီထိုင်းနိုင်ငံမြောက်ဒီကနေပြီးတော့ထိုင်းကနေကုန်နေဝင်မယ်။ကုန်နေဝင်ပြီးတော့ဒီမြောက်ဒီကနေပြီးတော့ဒါကျွန်တော်တော်လန်းနေအတိုင်းမောင်းလာတယ်။မောင်းလာပြီးတော့ကျွန်တော်ဖန်အောင်ရောက်လဲ။ဖန်အောင်ရောက်လာတဲ့အခါမှာဒီကုန်နေကားတွေကိုအားလုံးကိုကျွန်တော်တို့ဒါတီတီကွင်းထဲကိုဝင်ထိုးထည့်လိုက်တယ်ပေါ့ဗျာထည့်လိုက်တယ်။အဲ့မှာဆိုကျွန်တော်တို့ဒါ ဒါကျွန်တော်တို့ဒီတရားဝင်သွင်းတဲ့ဂုံတွေလားတရားဝင်ဂုံတွေလားကျွန်တော်ရှိရတင်ပြသလိုပါပဲဂုံကတရားဘုတိန်းတရားဘုသွင်းနေဆိုရင်တိန်း90ဘုကအခွန်ဆောင်ပြီးတော့တိန်း90ဘုကကျွန်တော်တို့အကောက်ခွန်မဲ့လားပြီးတော့ကျွန်တော်တို့အာဒီဂုံကဆယ်စီးသွင်းမဲ့ဆိုရင်ဒစီလောက်ပဲကျွန်တော်တို့နိုင်ငံတော်အခွန်ဆောင်ပြီးတော့6စီးလောက်ကအကောက်ခွန်မဲ့လားဒါလေးစစ်စစ်နေပါတယ်အဲ့တော့ဒီရဲ့ကျွန်တော်လမ်းကြောင်းတွေကတော်တော်လေးကိုကျွန်တော်တို့ဟိုနန်နေလို့ပြောလို့မရရိုးရှင်းတယ်သူကဒီဂုံတွေတွေကဒီတရားဝင်ဂုံတွေကို ူကူးတဲ့ဒီကုံတွေတွေကသူတို့ကဒီတက်ဆိုင်ရာဒီလမ်းကြောင်းမှာရှိတဲ့ပုံကိုယ်တွေနဲ့သူတို့ချိတ်တယ်ချိတ်တယ်ပေါ့ဗျာချိတ်ပြီးတော့သူတို့ကအာငါကျွန်တော်ဒီလမ်းကြောင်းရှင်းတာတယောက်ထည့်ပြလိုက်မယ်ပေါ့အဲ့ဒီလမ်းကြောင်းရှာမှာတက်ဆိုင်နေသူကစကားပြောပြီးတော့မြေပြင်မှာရှိတဲ့တက်ဆိုင်နေစကားပြောပြီးတော့ကျွန်တော်ကဆယ်စီးပါတယ်ဘယ်ရှင်ဘယ်ရှင်တက်မယ်ပေါ့အဲ့ဒီမှာကျွန်တော်တက်ဆိုင်နေပုံကိုယ်တွေနဲ့ကျွန်တော်လက်ဆွဲနှုတ်ဆက်တယ်လက်ဆွဲနှုတ်ပြီးအဲ့ဒီကားတွေတော့ဖြတ်တန်းစီတယ်အဲ့ဒီလိုဖြတ်တန်းလို့သာကျွန်တော်တို့ကုံသွမှုကအဟားတွေဖြစ်လာတာကုံသွမှုအဟားတွေဖြစ်လာတာ အဲ့ဒီငွေတွေကကျွန်တော်တို့ဒီနိုင်ငံတော်ရဲ့ဘဏ္ဍာတွေကိုလည်းမစီးဘူးမစီးပေနဲ့ဒီလမ်းကြောင်းပေါ်မှာရှိတဲ့လူတွေရဲ့အိတ်ခတ်တွေကိုစီးတယ်ပြီးတော့ဒီလမ်းကြောင်းနေတဲ့လူတွေပေါ်မှာကျွန်တော်တို့ဒီပေါ်မှာအဆုံးပြတ်ပေးနိုင်တဲ့သူတွေရဲ့အိတ်ခတ်တွေကိုစီးတယ်တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေများစွာနင့်လာတယ်အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုက္ခကြီးကတရားမဝင်ကုန်သွယ်မှုတွေကိုပပျောက်အောင်တောက်လျှောက်ဆောင်နေတယ်တနည်းအားဖြင့်ကျွန်တော်တို့ဒီပင်လယ်ရေပင်လယ်ရေကြောင်းကုန်သွယ်မှုတွေမှာလည်းတောက်လျှောက်ကြမ်းမတ်တယ် ီးတော့ကျွန်တော်လက်ရှိဒါအိန္ဒိယချင်းနိုင်ငံတွေနဲ့ချိတ်ဆက်တဲ့ဒါကုန်သွယ်မှုလမ်းကြောင်းတွေမှာလည်းတောက်လျှောက်ကျွန်တော်စက်မှတ်လာတာတွေလုပ်တယ်လက်ရှိတော့လက်ရှိတော့ကျွန်တော်တို့ဒါကုန်တင်ရင်ယာပေါင်းများစွာအဲတော့ယာနဲ့ချီပြသည်300ကလည်း400ပတ်လေပေါ့300ကလည်း400ပတ်လေယာယာကြီးပိုင်းလို့တော့ပြောတယ်ဗျာဒေတာကန်ပြောတာယာကြီးပိုင်းအောင်ကျွန်တော်လက်ရှိဒီဖန်အမျိုးမှာစစ်ဆေးမှုခံရရတယ်အဲ့တော့ဒါတွေကတရားမဝင်ကုန်တွေပါတယ်ဆိုရင်တော့နိုင်ငံတော်ကဥပဒေနည်းလမ်းနဲ့တွားမယ် တရားမဝင်ကုန်နေဆိုတော့ဥပဒေနဲ့သွားမယ်တရားဝင်ကုန်နေပါလေဆိုတော့ဒီကားလေးကိုလွတ်ပေးမှာဖြစ်ပါလေကျွန်တော်တို့ဒီလိုမျိုးပဲနားလေရပါတယ်အဲ့တော့ဒီနေဆက်ကုန်သွယ်မှုမှာရိုးရှင်းမှုတွေမရှိပါဘူးဒီလမ်းပေါ်မှာကျွန်တော်တို့ကလမ်းပေါ်မှာလှုပ်ရှားပြီးတော့ဒါလက်ဆွဲနှုတ်ဆက်ပြီးတော့ကုန်တွေကိုဒါကျွန်တော်ရန်ကုန်ကိုဝင်တယ်ပြီးရင်ကျွန်တော်ဘော်လမြိုင်ဘက်ကိုဝင်တယ်ဒီလိုမျိုးပဲဒီကုန်သွယ်မှုအခြေအနေကပတ်ချာလေနေတာဖြစ်ပါတယ်အဲ့တော့ဒါတော့ကျွန်တော်တို့ဒါနိုင်ငံတော်အတွက်များစွာကောင်းမွန်တဲ့အခြေအနေတစ်ခုလည်းဖြစ်ပါတယ် နောက်ဆုံးသတင်းပို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဗမော်မျိုးအခြေအနေပါလက်ရှိဗမော်မျိုးအခြေအနေနဲ့ပတ်သက်ရင်တက်မတော်ကဗမော်မျိုးမှာရှိတဲ့အကြမ်းဖက်သမားတွေခြေကုပ်တဲ့နေရာကိုတောက်လျှောက်ကျွန်တော်တို့မျိုးကွက်အလိုက်တောက်လျှောက်နေမြေရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ်ဗမော်မျိုးအခြေအနေနဲ့ပတ်သက်ရင်တော့ KI ကစစ်ဦးကျိုးသွားပြီလက်ရှိ KI ဥဆောင်ပြီးတော့စကိုင်းတိုင်းတွေမှာ KI ကဒါတိုက်ပွဲတွေဖော်ဆောင်နေတယ်တချင်းမြင်းနယ်မှာတိုက်ပွဲတွေဖော်ဆောင်နေတယ် လက်ရှိလက်ရှိမှာဆိုရင်ကျွန်တော်ထိကြိုက်တိုက်ပွဲမှာဆိုရင် KIA စစ်ဦးကျိုးသွားတယ်ပြီးတော့အင်းတော်တိုက်ပွဲမှာ KIA စစ်ဦးကျိုးသွားတယ်ဗမော်တိုက်ပွဲမှာ KIA ကစစ်ဦးကျိုးသွားတယ်တစ်ဖက်မှာကျွန်တော်တို့တနိုင်း area မှာရှိတဲ့ဒါ KIA scan တွေကိုလည်းဒီပြည်သူစစ်တဲ့တမတော်ပူပေါင်းပြီးတော့နေပြည်ရှင်းလင်းမှုတွေလုပ်တဲ့အခါမှာ scan တွေကိုကျွန်တော်နှစ်ခုအ scan ကြီးနှစ်ခုတိမ့်ပိုင်နိုင်ခဲ့တယ်အဲ့တော့ KIA ရဲ့စစ်ဦးကတော့ကျွန်တော်တို့တော်တော်လေးကျိုးသွားပြီအဲ့တော့နောက်တဲ့စစ်ဦးကျိုးဖို့လိုနေတာကကျွန်တော်တို့ဒါရခိုင်ပြည်နယ်နဲ့ ပြည်မာတဲကိုဝင်တဲ့လမ်းကြောင်း၃ခုမှာတော့ရခိုင်လက်နက်ကိုင်စစ်သွေးကြွ A ရဲ့စစ်ဦးကိုကျွန်တော်တို့ထချိုးလိုက်ပြီဆိုတော့ဒီ A ရဲ့စစ်ဦးကလည်းပြီးဆုံးမှာဖြစ်ပါတယ်အဲ့တော့ KI ရဲ့စစ်ဦးကကျိုးသွားပြီတစ်ဖက်မှာကျွန်တော်တို့ KMPP KMPP နဲ့ PDF ရဲ့လှုပ်ရှားတဲ့နေမြေတွေမှာတက်မတော်ကနေမြေရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်အစပ်မှာတည်ရှိတဲ့မိုးပြဲမြို့မိုးပြဲမြို့ကိုအလုံးစုံထိန်းချုပ်နိုင်ရတဲ့တက်မတော်ကနေမြေရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ်အလားတူပဲကျွန်တော် KI ပြည်နယ်မှာရှိတဲ့နေမြေတွေကိုလည်းတက်မတော်ကထိုးစစ်တွေဆင့်နေပြီ